ယူဗနိုရာဟာရာရီရဲ့21 lesson for 21st century ကိုဆရာတီဟဝင်းအောင်ကဘာသာပြန်ဆိုထားပြီးဆရာထက်မင်းလွင်ကတီးဖြတ်ထားတဲ့20တရားစုအတွက်သင်ငန်းစာ20ခုဣစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာတို့နှင့်တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း7ဂျာမန်များနှင့်ဂေါ်ရီလာလူဝင်များ လူသားအုပ်စုများနှင့်တရိတ်ဆန်မျိုးစိတ်များကြားတွင်ပိုရွေ့ရင်နှက်ဆိုင်သောကွာခြားချက်ရှိသေးပေသည်တရိတ်ဆန်မျိုးစိတ်များမှာတူညီသောမျိုးစိတ်များဖြင့်ကွဲပြားသွားနိုင်တော်လဲမတူညီသောမျိုးစိတ်များမှမျိုးစိတ်တစ်ခုဖြင့်ပေါင်းသွားသည်ဟုယူမရှိချေလွန်ခဲ့သောနှစ်တန်ပေါင်း9တန်းခန့်ကချင်ပန်စီမျှဝင်များနှင့်ကော်ရီလာလူဝင်များမှာတခုတည်းသောတူညီသည့်ဘိုးဘေးမျိုးစိတ်တစ်ခုထဲမှဆင်းသက်လာခြင်းဖြစ်သည် ်ရင်းတူညီသောရှင်းမျိုးစိတ်တစ်ခုမှမတူညီသောအုပ်စုနှစ်ခုဖြင့်꿰ပြသွားပြီးဆင့်ကဲဖြစ်စဉ်တွင်မတူညီသောလမ်းနှစ်ခုကိုရှောက်လန်းသွားကြခြင်းဖြစ်သည်ထို့သို့ क्वे ပြသွားပြီးနောက်ပြန်လည်ပေါင်းစည်း၍မရတော့ပေမတူညီသောမျိုးစိတ်နှစ်ခုမှတတ္တဝါနှကံပေါင်းစည်းပြီ မျိုးဆက်ပွား၍ရနိုင်သောသားသမီးမထွန်းကားနိုင်သောကြောင့်မျိုးစိန်နှစ်ခုမှာပဲသောအခါမှာပြန်လည်ပေါင်းစည်းနိုင်ပြီးဂေါ်ရီလာလူဝင်နှင့်ချင်ပန်စီမျှဝင်ပေါင်းစည်း၍မရသလိုတိတ်ကလေးနှင့်ဆင်ပေါင်းစည်း၍မရပဲထို့အတူခွေးသည်လည်းကြောင်းနှင့်ပေါင်းစည်းပြီးမျိုးပွား၍မရနိုင်ပြီး လူသားအုပ်စုများမှမူချိန်ကြလာသည်နှင့်မျှပိုပြီးကြီးမားသောအုပ်စုများဖြစ်သောပေါင်းစည်းလာတတ်သည့်တပ်ပေါ်ရှိသည်။ယနေ့ခေတ်ဂျာမန်များမှ Saxon, Prussian, Serbian နှင့် Bavarian အုပ်စုများမှပေါင်းစည်းလာရာမှပေါပေါလာခြင်းဖြစ်သည်။ယင်းအုပ်စုများမှတိတ်မကြသေးသောကာလအတွင်းကတအုပ်စုနှင့်တအုပ်စုတက်လာသည်မဟုတ်ပေ Aton Bon Bixma ကတာဝန်၏မျိုးစိတ်များ၏ပင်မမူရင်းကြောင့် on the original species အုပ်ကိုဖတ်ပြီးနောက်မှတ်ချက်ချသည်မှာ Austrian နှင့်လူသားများကြားပြောင်းဆိုနေသည့် Queensland မှာ Barbarian များဖြစ်သည်ဟုသတဲ့ ပြင်းထန်များမှာ Frank များ Norman များ Brighton များ Gascon များ Provence များပေါင်းစည်းရာမှာပေါပေါလာခြင်းဖြစ်သည့်တစ်ချိန်တည်းမှာပင်ရေးလက်ကြတစ်ဖက်တွင်မူအင်္ဂလိပ်များ Scott များ Wales များ Irish များတပြေးပြေးချင်းပေါင်းစည်းခြင်းသည်ဖြစ်စေမပေါင်းစည်းခြင်းသည်ဖြစ်စေပေါင်းစည်း၍ British များဖြစ်လာလျက်ရှိသည်တိတ်မဝေးလာသောအနာဂတ်တွင် German များပြင်းထန်များ British များပေါင်းစည်းသွားပြီးဥရောပသားဟုသာခေါ်သောအုပ်စုဖြင့်ရောက်ကောင်းရောက်လာနိုင်လေသည်ပေါင်းစည်းသောအုပ်စုများမှာကြာကြာခံခြင်းမှလည်းခံပေလိမ့်မည်ယနေ့က London အက်ဒင်ဘရာနှင့်ဘရက်ဇက်ရှိလူများမှထိုအချက်ကိုကန်းကောင်းသိပါသည်ဗြိတိန်ဥရောပမှနှုတ်ထွက်သည့်ဖြစ်စဉ်ဘရက်ဇစ်ကအစားပြု၍ဗြိတိန်ရောဥရောပသက်မှတ်ကပါနှစ်ခုစလုံးတပြိုင်တည်းအစည်းပြေသွားသည့်အဖြစ်မျိုးလဲကြုံကောင်းကြုံလာရနိုင်သည့်ရေရှည်တွင်မူတမိုင်းဤလာရမှာထင်ရှားပြီးဖြစ်သည်လွန်ခဲ့သောနှစ်တသောင်းခန့်ကလူသားမျိုးနွယ်မှာမရေမတွက်နိုင်သောတိချအုပ်စုလေးများဖြင့်ရပ်တည်နေခဲ့ကြသည် ထောင်စုနှစ်တစ်ခုကိုကျော်ဖြတ်တိုင်းလူသားအုပ်စုများမှာပေါင်းစည်းလာပြီးပိုပြီးကြီးမားသောအုပ်စုများဖြစ်ရောက်လာကတီးခြားလူရင်ချင်းမှုအုပ်စုများဖြစ်ပေါ်ပေါက်လာသည်လွန်ခဲ့သောမျိုးဆက်အနေငယ်တွင်မှမူကြံရှိနေသည့်လူရင်ချင်းမှုအုပ်စုများမှာတစ်ခုတည်းသောကမ္ဘာလူရင်ချင်းမှုတစ်ခုတည်းဖြစ်သူပေါင်းစည်းလာနေခြင်းဖြစ်သည်နိုင်ငံရေး လူမျိုးရေးယဉ်ကျေးမှုစီးပွားရေးကွဲပြားမှုများရှိနေသေးတော်လဲယင်းကွဲပြားမှုများကြောင့်အခြေခံပေါင်းစည်းနေမှုမှာပြက်ပြားမသွားချေအမှန်အပြည့်ပင်အချို့ကွဲပြားမှုများရှိနေနိုင်ခြင်းမှာအလုံးစုံလွမ်းကြုံလာသည့်တူညီသောပုံစံရှိနေခြင်းကြောင့်ဖြစ်သည်ဥပမာဆိုရသောအလုပ်ကိစ္စများကိုခွဲဝေပြီးလောက်ကန်ဆောင်ရွက်နိုင်ခြင်း division or labor မှာတခုတည်းသောဈေးကွက်ရှိနေခြင်းကြောင့်ဖြစ်သည်ဂျုံနှင့်စပါးဆိုင်သည့်ခြားနိုင်ငံများထံမှစားစရာဝယ်နိုင်ခြင်းကြောင့်သာနိုင်ငံတစ်နိုင်ငံသည် ကားထုတ်လုပ်သည့်နိုင်ငံသို့မဟုတ်ရေနံထုတ်လုပ်သည့်နိုင်ငံအဖြစ်ဆောင်ရွက်နိုင်ခြင်းဖြစ်သည် လူသားများပေါင်းစည်းခြင်းမှာမတူညီသည့်ပုံစံနှမျိုးဖြင့်ဖြစ်ပွားခြင်းဖြစ်သည့်ပထမတစ်မျိုးမှာမတူညီသောအုပ်စုများကြားအချိန်ဆများထူထောင်ခြင်းနှင့်ဒုတိယတစ်မျိုးမှာအုပ်စုများကြားလုံနီးကန်နီများတူညီအောင်ဆောင်ရွက်ခြင်းဖြစ်သည့်ဂူလူဆက်ဆံရေးအချိန်ဆများမှာလုံပုံလုံနီးမတူညီသောအုပ်စုများကြားတွင်ပင် ပေါ်ပေါက်လာနိုင်သည်။အမှန်အဖြစ်တစ်ဖက်နှင့်တစ်ဖက်မျိုးတူရံဘက်ဖြစ်နေကြသောအုပ်စုများကြားတွင်ပင်ဂူလူဆက်ဆံရေးအချိန်ဆများပေါ်ပေါက်လာရသည်။စစ်ပွဲများကြောင့်ပင်လူသားများတူးနှင့်တူပေါင်းစည်းဆက်ဆံသည့်အားကောင်းဆုံးနှောင်ကြိုးများပေါ်ပေါက်လာတတ်သည်ကို သမိုင်းပညာရှင်များကဆိုလို့ရှိသည်ဗါ globalization ဖြစ်စဉ်မှာ1933တွင်ထိုးထိပ်ရောက်ပြီးကမ္ဘာစစ်နှစ်ခုနှင့်စီးရေးကာလခေတ်များတွင်နှစ်ပေါင်းများစွာဆုပ်ယုပ်ပြီး1989နောက်ပိုင်းကျမှသာပြန်လည်ထွန်းကားလာခြင်းဖြစ်သည်ဟုဆိုကြသည်အဆိုပါအချက်မှာစီးပွားရေးဆိုင်ရာပေါင်းစည်းမှု globalization အတွက်မှန်ကောင်းမှန်နိုင်ပါသည်သို့သောထိုးချက်နှင့်ထက်တူရေးကြည့်ပြီးမတူညီသောပေါင်းစည်းမှုပုံစံတစ်မျိုးဖြစ်သည့်စီးရေးဆိုင်ရာ globalization ဖြစ်စဉ်ကိုလစ်လျူရှုထားရကြပါသည်စစ်ပွဲများမှာ အတွေ့အခေါ်ယူဆများဤပညာများလူသားများကိုစီးပွားရေးထက်ပင်များစွာမြင့်မြန်ဆန်ဆန်ကုလူပြန့်နှံ့စေပါသည်1913ခုထက်စာလင်1918တွင် American ပြည်တော်စုမှဥရောပနှင့်ပူပူကုလူဆက်ဆံဤဆက်မှုများရှိခဲ့ပြီးစစ်ပွဲများရပ်ဆိုင်သွားသည့်ကာလများတွင်နှစ်ဖက်ပြန်လည်ဝေးကွာသွားပြန်သည်ဒုတိယကမ္ဘာစစ်နှင့်စီးရေးကခေတ်ကာလရောက်မှသာနှစ်ဖက်စလုံး၏ကံကြမ္မာခွဲခြားမရအောင်အတူတူပြန်လည်ချိန်ဆက်မိသွားကြခြင်းဖြစ်သည် စစ်ပွဲများကလူသားများကိုတစ်ဖက်အကြောင်းတစ်ဖက်ပိုး၍တိကျစိတ်ပေါ်လာစေသည်အမေရိကန်ပြည်တော်စုမှစစ်ရေးကာလတွင်ရုရှားကြောင့်အသေးစိတ်အတိဆုံးချိန်ဟုဆိုရမည် မော်စကိုတနီယာမှချောင်းဟန်းလိုက်နေပြီးဝါရှင်တန်တွင်ပြောင်းပန်းခန့်များလူများအလုံးရှုပ်သွားစေသည်လူသားများမှလူတို့၏စီးပွားရေးကုန်သွယ်ဖက်များထက်ရန်သူများကိုပို၍ဂရုစိုက်ကြသည်ထိုင်ဝမ်နှင့်ပတ်သက်သည့်အမေရိကန်ရုပ်ရှင်ကားတကားရှိသည်ဆိုရင် BNN ကြောင့်ရိုက်ထားသည့်ရုပ်ရှင်က90လောက်ရှိတတ်ပေသည်အလက်ခိ အိုလံပစ်ခေတ်၂၀ရာစုစောပိုင်းကဘာမှာမတူညီသောအုပ်စုများကြားအခြေခံများပေါ်ပေါက်သည့်ထက်များစွာကြော်လွန်ပြီးရှေ့ရောက်နေပြီဖြစ်သည့်ကဘာပေါ်ရှိလူများမှာတူးနေတူတိတွေ့ဆက်သွင်းနိုင်ုံမြမကတွေးခေါ်ယူဆများလုံနီကန်နီများပို၍ပို၍တူညီလာနေကြပြီဖြစ်သည်လွန်ခဲ့သောနှစ်တထောင်ခန့်ကကမ္ဘာပေါ်မှာမတူညီသောနိုင်ငံရေးစုဖွဲ့မှုမော်ဒယ်များဒါဇင်နှင့်ချီ၍ပေါ်ပေါက်ခဲ့သည့်ဥရောပကိုကြည့်လျှင်လွတ်လပ်သောမျိုးပြနိုင်ငံငယ်များကျောင်းတော်ကအုပ်စုသောနိုင်ငံငယ်လေးများအပြိုင်ဆိုင် ပြင်းထန်နေသည့်မြေရှင်ပရိသတ်စနစ်များကိုတွေ့ရမည်ဖြစ်ပြီးမော့စလင်ကဘာကိုကြည်လင်တကဘာလုံးကိုအုပ်စိုးသည်ဟုကြွေးကြော်သောကာလ်ဖိတ်များကိုတွေ့ရမည်ဖြစ်ပြီးဘရင်အုပ်စိုးသောနိုင်ငံငယ်လေးများဆော့ဝါများဆူတန်များအုပ်ချုပ်သည့်နိုင်ငံငယ်ကလေးများကိုလည်းတွေ့ရမည်ဖြစ်သည်တုတ်အင်ဖာရာမှာလည်းသူတို့ကိုသူတို့တစ်ခုတည်းသောတရားနည်းစီလျော်သည့်နိုင်ငံရေးစုဖွဲ့မှုများဖြင့်ယုံကြည်ကြပြီးမြောက်ဘက်နှင့်နောက်ဘက်ရှိလူမျိုးအုပ်စုကိုစီပြင်ဖွဲ့စည်းထားသည့်မာမိတ်နိုင်ငံများမှာပျော်ပေါ်ပါပါကြီးတစ်ဖက်နှင့်တစ်ဖက်ဆင်နွှဲကြလေသည်အိန္ဒိယနှင့်ရှေ့တောင်အာရှတွင်လည်းပန်းဆက်ကြမှန်ပြောင်းကိုကြည်ရသလို ုပ်ချုပ်မှုပုံစံမျိုးမျိုးမရောရအောင်တွင်နိုင်ပြီးအမေရိကအာဖရိကနဲ့ဩစတြေးလျအာရှနေရာများရှိနိုင်ငံရေးစုဖွဲ့များမှလည်းအမဲလိုက်အုပ်စုပုံစံမှအစပြန့်ကျဲနေသည့်အန်ဖာရာများသည့်ပုံစံမျိုးစုံတွေ့ရလေသည်နိုင်ငံတကာဥပဒေမဆိုထားပြီးအိန္ဒိယချင်းလူသားအုပ်စုချင်းချင်းပင်တန်တမန်လောက်ထုံလုံးဤများကိုဘုံသဘောတူညီချက်ရဖို့အလွန်ခက်ခဲလေသည်လူအဖွဲ့အစည်းကိုစီရင်ကိုပိုင်နိုင်ငံရေးစံနှုန်းများရှိနေပြီးအခြားအုပ်စုများ၏နိုင်ငံရေးသဘောတရားများကိုနားလည်ဖို့အတိမတ်ပြုဖို့ခက်ခဲလေသည် ယနေ့ခေတ်တွင်မူတခုတည်းသောနိုင်ငံရေးဆန္ဒမူနာပုံစံတရက်ကိုပင်နေရာတိုင်းတွင်လက်ခံထားကြသည်။ကမ္ဘာတွင်ချုပ်ချာအာဏာပိုင်နိုင်ငံ200နီးပါးရှိသည်ဟုဆိုနိုင်ပြီးရေဘူးရအပြင်တူညီသောတန်တမန်လောက်ထုံလုံးနီးပရိုတိုကောများနှင့်ဗဟုတူညီသည့်နိုင်ငံတကာဥပဒေများရှိလေသည်။ဆွေဒင်း၊နိုင်ဂျီးရီးယား၊ထိုင်းနှင့်ဘရာဇီးနိုင်ငံတို့အားလုံးမှာမျိုးပုံစံဥပဒေတူညီသောအရာပုံစံများဖြင့်တွေ့ရမည်ဖြစ်ပြီးသူတို့အားလုံးမှာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည်။မတူညီမှုအများများရှိသောလည်းသူတို့အားလုံးကိုတူညီသည့်ခွင့်ရများနှင့်ခံစား권များရှိသည့်ချုပ်ချာ အာဏာပိုင်နိုင်ငံများဖြစ်အိမတ်ပြုထားသည်တကယ်တမ်းဆိုရရင်ဆိုဝါနိုင်ငံအားလုံးမှာနိုင်ငံ၏ယူဆများနှင့်လုံနီးလုံဟန်များများစွာတူညီကြလေသည်ဆိုရရင်လူထုကိုယ်စားပြုဆိုရဖွဲ့စည်းများနိုင်ငံ၏ပါတီများလူတိုင်းမဲ့ပိတ်ပိုင်ခွင့်လူခွင့်ရေးစသည့်ကိစ္စရံများတွင်အ ਨੇ စုံမိကမတ်တာအားဖြင့်တော့လက်ခံထားကြသည်သာဖြစ်လေသည်လန်ဒန်နှင့်ပါရီကဲ့သို့ပင်တီဟီရန်မော်စကိုကိပ်တောင်းနှင့်နယူးဒေလီတို့တွင်လည်းပါလီမန်များရှိလေသည်ကမ္ဘာလူထုကအကောင်းမြင်စေရန်အစ္စရေးသားနှင့်ပါလက်စတိုင်းသားများ ရုရှားနှင့်ယူကရိန်းသားများခတ်များနှင့်ထပ်များအပြိုင်ကြိုးစားကြရာတွင်လူ့အခွင့်အရေးနှင့်နိုင်ငံ၏ထုတ်ချာအာဏာနိုင်ငံတကာဥပဒေအရှိသော တူညီသောဘာသာစကားကိုသုံးပြီးကြိုးစားကြခြင်းပင်ဖြစ်လေသည်ကမ္ဘာမှာကြဆုံးနေသောနိုင်ငံများ face state များအဖြစ်ပြည့်နှံ့နေကောင်ပြည့်နှံ့နေနိုင်တော့လဲအောင်မြင်သောနိုင်ငံတစ်ခုဖြစ်ဖို့အတွက်ပုံစံတစ်မျိုးသာရှိလေသည်တို့ဖြစ်လျာကမ္ဘာနိုင်ငံရေးမှာ အနာခရီနာဥပဒေတာအတိုင်းအောင်မြင်သောနိုင်ငံများမှာအားလုံးပုံစံတူကြပြီးကြဆုံနေသောနိုင်ငံများမှာလည်းသူနီးသူဟန်နဲ့ကြဆုံခြင်းဖြစ်လေသည်ကြဆုံနေသောနိုင်ငံများမှာကမ္ဘာတွင်လက်ခံကျင့်သုံးနေသည့်နိုင်ငံရေးစနစ်တစ်ခုထဲမှာတစ်ခုခုပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့်မအောင်မမြင်ဖြစ်ရခြင်းဖြစ်လေသည်အစ္စလာမစ်နိုင်ငံတော် IS ကရေးကမ္ဘာတွင်ကျင့်သုံးနေသောနိုင်ငံရေးစနစ်တစ်ခုလုံးကိုလုံးလုံးလည်လည်လက်မခံဘဲအကုန်လုံးကိုအုပ်ချုပ်ဆိုးမှုသည့်ကာဖိတ်ဆိုသည့်လုံးဝမတူညီသောနိုင်ငံရေးပုံစံတရားဖန်တီးရန်ကြိုးပမ်းခြင်းကထူးခြားချက်ဖြစ်လေသည်သို့သော ချင်းတို့ညင်ပယ်ချင်းကြောင့်ပင်အစ္စလာမ်နိုင်ငံတော် IS မောင်းမြားချင်းဖြစ်လေသည်ပျောက်ကြားစစ်ဆင်ရွယ်သောအဖွဲ့များစွာနှင့်အကြမ်းဖက်အဖွဲ့စည်းများပြားမှနိုင်ငံသစ်ထူထောင်ခြင်းသို့မဟုတ်ရှိနေပြီးသားနိုင်ငံတကာနိုင်ငံကိုသိမ့်ပန်ရန်ဆောင်ရွက်ခြင်းဖြစ်သည်ရင်းတို့ဆောင်ရွက်ရာတွင်လည်းကမ္ဘာတွင်ရှိနေသောနိုင်ငံရေးစနစ်အစီအစဉ်ခြေကံစည်းမျဉ်စည်းကမ်းများကိုအမြဲလိုက်နာလေးရှိပြီးဆောင်ရွက်ခြင်းဖြစ်သည်တာလီဘန်အဖွဲ့ပင်ချုပ်ချာအာဏာပိုင်အာဖဂန်နစ္စတန်၏တရားဝင်ဆိုရာဖြင့်နိုင်ငံတကာသိမ့်ပန်ပြုမှုရရှိလာအောင်ကြိုးပမ်းဆောင်ရွက်ရသည်ကမ္ဘာနိုင်ငံရေး၏ခြေကံစည်းမျဉ်စည်းကမ်းများကို ြင်ပေသည့်မြည်သည့်အဖွဲ့မဆိုနည်းမြေတစ်ခုခုထင်ရှားကြရှည်သိမ့်ပိုင်နိုင်သည့်အဖြစ်မျိုးမရှိသေးချေကမ္ဘာနိုင်ငံရေးစနစ်လာရမြင်များအကောင်းတနည်းဆိုသည်ကိုစစ်ပွဲများတန်နမန်ရေးရာများ စသည့်ခက်ခဲကြံတန်သောနိုင်ငံရေးမေကွန်းများဖြင့်မဆန်းစစ်ပဲ2016 Rio Olympic လိုမျိုးဖြစ်ပျက်နေဆန်းစစ်လို့ရသည်။ Olympic အားကစားပွဲများကျင်းပကူကိုပြန်လည်စဉ်းစားကြည့်ပါ။အားကစားသမား1000ကိုဘာသာရေးလူဒန်းစားသောမဟုတ်ဘာသာစကားဖြင့်အုပ်စုခွဲခြားတာခြင်းမဟုတ်ပဲနိုင်ငံလိုက်အုပ်စုခွဲထားခြင်းဖြစ်သည်။ဗုဒ္ဓဘာသာအုပ်စုအလုပ်သမားလူဒန်းစားအုပ်စုသို့မဟုတ်အင်္ဂလိပ်စကားပြောအုပ်စုဟု၍မခွဲပေ။ ထိုင်ဝမ်နှင့်ပါလက်စတိုင်းကဲ့သို့သောချင်းချက်အနေငယ်မှလွဲ၍အာကစားသမားများကိုနိုင်ငံလိုက်အုပ်စုခွဲခြင်းမှာလွယ်ကူရိုးရှင်းသောကိစ္စဖြစ်လေသည်။အိုလံပိတ်ဖွင့်ပွဲ2016အောက်တိုဘာ9ရက်နေ့တွင်အာကစားသမားများမှနိုင်ငံလယ်များကိုဝှေ့ယမ်းကာနိုင်ငံလိုက်အောက်စုလိုက်ချီတက်ကြသည်မာကဖဲကရွှေတစိမ့်တစ်ခုရတိုင်းအမေရိကန်နိုင်ငံတော်တချင်း Stars Pringle Banner ကိုဖွင့်ကကျယ်များမြင်းချောင်းများပါသော American Land ကိုလွှင့်တူသည် Emily Andiroga ကျူရိုတွင်ရွှေတစိမ့်ရသောက၃ရောင်ကျဲပြင်သစ်အလံကိုလွှင့်တူကပြင်သစ်နိုင်ငံတော်တချင်းကိုဖွင့်လေသည်အစဉ်ပြေလွယ်ကူစေသည့်အချက်မှာကမ္ဘာနိုင်ငံတိုင်းတွင်ပုံစံတူညီသည့်နိုင်ငံတော်တချင်းရှိလေသည်နိုင်ငံတော်တချင်းအားလုံးလိုလိုမှမင်းနဲ့ပိုင်းကြမြင်ပြီးတန်ဆုံတီးဝမ်းဖြင့်တီးသည့်တချင်းများဖြစ်သည်အစဉ်လာဖုံးတော်ကြီးများပါဝင်သည့်အထူးဒုဒန်းစာတရားကသာရွတ်ဆိုရသည့်မိနစ်၃၀လောက်ရှိသည့်ဂါထာမဟုတ်ပေ sorry အားရပြပါကစ္စတန်နဲ့ကွန်ဂိုတို့လိုနိုင်ငံမျိုးပင်သူတို့၏နိုင်ငံတော်တချင်းများအတွက်နောက်တိုင်းဂီတပုံစံဖြင့်ဖန်တီးပြုလုပ်ထားခြင်းဖြစ်လေသည်။ယင်းနိုင်ငံတော်တချင်းအများစုမှာလည်းဘယ်သူပင်ပြင်းပြေးထားသည့်ဂီတမျိုးနှင့်ပို့တူလေသည်။ စာပတ်သူနေချင်းတရက်တွင် YouTube မှနိုင်ငံတော်သချင်းမျိုးမျိုးကိုဖွင့်ကြည့်ပြီးတကယ်ချင်းများနဲ့ဘယ်နိုင်ငံမှနိုင်ငံတော်သချင်းဖြစ်မလဲဟုခံမှန်းကြည့်တိုင်းကစားလို့ရပါသည်နိုင်ငံတော်သချင်းစာသားများမှလည်းတကယ်ပါလို့အတူတူနှီးပါပင်ဖြစ်လေသည်ဆိုလိုသည်မှာနိုင်ငံရေးနှင့်အုပ်စုပေါ်သစ္စာယုံသိမှုသဘောတရားများအတူတူပင်ဖြစ်သည်ဆိုသည့်သဘောပင်ဖြစ်သည်ဥမာပြရမည်ဆိုလျှင်အောက်ပါနိုင်ငံတော်သချင်းစာသားကိုဖတ်ကြည့်ပြီးဘယ်နိုင်ငံကသချင်းလဲဟုစာပတ်သူခံမှန်းကြည့်ပါကျွန်တော်အနေဖြင့်နိုင်ငံ၏နာမည်ကိုသာရေးဝူးရဆန်ဆန်ကျွန်ုပ်နိုင်ငံဟုပြောင်းလဲထားပါသည် တို့ပြေတို့မြေကျွန်ုပ်တို့သိကြခဲ့တဲ့မြေအမိမြေကိုကာကွယ်ဖို့ဒီနေရာမှာကျွန်ုပ်ရက်တည်နေပြီတို့ပြေတို့မြေကျွန်ုပ်တို့ပြည်သူများနဲ့ကျွန်ုပ်တို့အမိမြေညီညာစွာတို့တွေတမ်းပြည်ကိုစုစည်းကြစို့ကဘာမကြီးအမြဲတည်တံ့စေတို့ပြေတို့အမိမြေ တပြည်လုံးကိုစုစည်းဖို့အသက်ဝိညာဉ်ကိုတိဆောက်ကြစို့တိုင်းပြည်ကိုတိဆောက်ကြစို့ ြီးမြတ်လေတဲ့ဒုတိုင်းပြည်အတွက်ကြီးမြတ်တဲ့ဒုတိုင်းပြည်တရားမျှတလွတ်လပ်ခြင်းနဲ့မတွေ့ကျွန်ုပ်အမိမြေကျွန်ုပ်ချစ်တဲ့တိုင်းပြည်ကြီးမြတ်တဲ့တိုင်းပြည်တရားမျှတလွတ်လပ်ခြင်းနဲ့မတွေ့ကဘာမကြီးဒုတိုင်းပြည်အဖြေကအင်ဒိုနီးရှားဖြစ်ပါသည်ထို့သောစာဘတ်သူနေဖြင့်အဖြေမှာပိုလန်သို့မဟုတ်နိုင်ဂျီးရီးယားဘရာဇီးဖြစ်ပါသည်ဆိုရင်ကအံ့အားသင့်ပါမည်လို့နိုင်ငံအလံများမှာလည်းပြည့်စရာကောင်းလောက်အောင်ခက်ဆင်းဆင်းတွေးကြည့်တာဖြစ်သည်နိုင်ငံအလံအားလုံးမှာကျွင်းချက်တစ်ခုမှလွဲ၍ ၄တောင်ပုံပိတ်စာတစ်ခုပေါ်တွင်အရာမျိုးစားရှိတတ်သမျှကလေးကိုအစင်းများဂျောမက်ထရီပုံများတို့ဖြင့်စုထားသည့်ပုံများဖြစ်သည်။ဏီဘောသာသူများတဲ့ဆန်းပြီးတရိကန်နှစ်ခုစုထားသည့်ထူးခြားအလံဖြစ်နေသည်။သို့သောဏီဘောနိုင်ငံမှာတကားမှအိုလံပိတ်တွင်စုမရဘူးချေ။အင်ဒိုနီးရှားအလံမှာအဖြူရောင်တကြောင်ပေါ်တွင်အနီရောင်တကြောင်ပါသည့်အလံဖြစ်သည်။ဖိုလန်နိုင်ငံအလံမှာအနီရောင်တကြောင်ပေါ်တွင်ဖြူရောင်တကြောင်ပါသည့်အလံဖြစ်သည်။မိုနာကိုနိုင်ငံအလံမှာအင်ဒိုနီးရှားနိုင်ငံအလံနှင့်အတူတူဖြစ်သည်။ဘယ်လ်ဂျီယံချက် အာရီကိုစပြင်တဲ့ကိုနီယာအာယာလန်အီတလီမာလီနဲ့ရိုမေးနီးယားနိုင်ငံအားလုံးမှာမြေချောင်းသုံးချောင်းကိုအရာမျိုးမျိုးပြင်ချဲလဲထားသည့်အလံဖြစ်သောကြောင့်အရာအချို့ကိုခွဲခြားမမြင်နိုင်သောအချို့သူများအတွက်ခွဲခြားမသိနိုင်ပေ။ဤနိုင်ငံများထဲမှအချို့နိုင်ငံများမှာတနိုင်ငံနဲ့တနိုင်ငံခက်ခက်တီတီစစ်ပွဲဆင်နေခဲ့ကြပူလေသည်သို့သော သို့သောအုတ်အော်တောင်းနှင်းဖြစ်နေသည့်20ရာစုအတွင်းတွင်ပင်အိုလံပစ်အားကစားပွဲမှာ၃ကသာဖြတ်သန်းရမှုသည်1936 1940နှင့်1944တို့တွင်ဖြစ်သည်1980တွင်အမေရိကန်ပြည်ထောင်စုတွင်သူ့မဟာမိတ်ချုပ်မှာမော်စကိုအိုလံပစ်ကိုသဘိမ့်မောက်ခဲ့ပြီး1984တွင်လော့စ်အိန်ဂျယ်လီအိုလံပစ်ကိုဆိုဗီယက်အုပ်စုကသဘိမ့်မောက်ခဲ့သည် အွန်လန်ပိတ်ပွဲမှာတခါတရံတွင်လည်းနိုင်ငံရေးပုံတိုင်းတိုင်နေသည့်အခြေအနေမျိုးနှင့်ကြုံရသည်များလည်းရှိသည်အထူးသဖြင့်1936နာစီဂျာမနီတွင်အိုလံပိတ်ပွဲကျင်းပစဉ်ကဖြစ်သည်နောက်တစ်ခါထူးခြားမှုမှာ1980နှစ်မျိုးနှင့်အိုလံပိတ်တွင်အစ္စရေးကိုစားပြုဖွဲ့ကိုပါလက်စတိုင်းကျန်းဖက်သမားများကလောက်ကျန်တက်ဖြတ်စဉ်ကဖြစ်သည်သို့သောခြုံပြောရမည်ဆိုလျင်နိုင်ငံရေးညှင်းပွားမှုများကြောင့်အိုလံပိတ်ပြတ်သွားရသည်ဟု၍အဖြစ်မျိုးမရှိသေးပေစာဖတ်သူကိုလွန်ခဲ့သောနှစ်ပေါင်း1000ကိုခေါ်သွားလိုပါသည် 2016ခုနှစ်တွင်လက်ခေအိုလံပစ်ပွဲတော်ကိုရီယိုမြို့တွင်ကျင်းပခြင်းသည်ဆိုကြပါစို့ရီယိုမြို့မှာထိုစဉ်က 2B NDM များဤကြောင်ငယ်လေးတာဖြစ်သည်ကိုခဏမေးထားလိုက်ပါထိုစဉ်ကအာရှသားများအာဖရိကသားများဥရောပသားများမှအမေရိကတိုက်ဗဲစီနေမန်းပင်မသိချောင်းကိုလည်းမေးထားလိုက်ပါကမ္ဘာတည်တံအားကစားသမားများကိုလေးအမြန်မရှိပဲရီယိုတို့ဘယ်လိုပဲပုံပို့ပေးရမည်ဆိုသည့်တည်ယူပို့ဆောင်ရေးပြဿနာရှိသည်ကိုလည်းခဏမေးထားလိုက်ပါထို့ပြင်ထိုစဉ်က လူအလုံးပြေးနိုင်သည်ဆိုရင်တောင်မှပြည်ပြန်ဝဲစည်းမြင့်ကိုအလုံးသဘောတူနိုင်မည်မဟုတ်သည့်အပြင်ကဘာပေါ်တွင်လူအလုံးသိသောအာကစားမျိုးမရှိသလောက်ဖြစ်သည်ဆိုတာကိုလည်းမေ့ထားလိုက်ပါအာကစားသမားကိုယ်စားလှယ်အုပ်စုများကိုသာမိတို့ခွဲခြားမည်နည်းဆိုသည့်ကိစ္စတစ်ခုတည်းကိုသာစာဖတ်သူစဉ်းစားကြည့်ပါယနေ့ကအိုလံပစ်နိုင်ငံတကာကော်မတီမှထိုင်ဝမ်နှင့်ပါလက်စတိုင်းကိုဘယ်ထဲထည့်ရမလဲဆိုသည့်မေးခွန်းအတွက်နိုင်ငံပေါင်းများစွာအချိန်ယူဆွေးနွေးရသည့်စာဖတ်သူနေဖြင့် အလကိအိုလံပိတ်ကိုကျင်းပနိုင်ဖို့ဆိုရင်နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းရသည့်ချိန်ကဂုဏကစုခဲ့သည့်ထားဝယ်ပါလက်စတိုင်းကိစ္စအတွက်လိုအပ်သည့်ချိန်ထက်အစတတောင်းလောက်ပိုပြီးဂျာမင်မီကိုစဉ်းစားကြည့်နိုင်ပါသည်။မတိသေးသူများအတွက်ပြောရမည်ဆိုရင်2016ခုနှစ်တွင်တရုတ်ဆောင်အမ်ပါရာမှာကဘာပေါ်ရှိမြည်သည့်နိုင်ငံရေးအစုဖက်ကိုမှသူနှင့်တန်းတူမတက်ပါတို့ဖြစ်ရာပင်လယ်တစ်ဖက်ချာမှလူရိုင်းများကိုထားပြီးအောင်ကိုရီးယားကော်ရိုဘီယံနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့အသုံးမဟုတ် BNN ဒိုင်ကိုဘီရဲ့ဘရင်နိုင်ငံတော်၏ကိုယ်စားလှယ်အဖွဲ့နှင့်တန်းတူဖြင့်သူ၏တရုတ်ကိုယ်စားလှယ်အဖွဲ့ကိုတတ်မှတ်ချင်းခံရခြင်းကိုပင်သူ့အနေဖြင့်ဘလုံးမလက်မခံနိုင်သောအချက်ရမှုဖြစ်တတ်မှတ်မည်ဖြစ်သည်ဘက်ကရန်ရှိမော်စလင်ကာဖီမှလည်းထို့အတူပင်တလောကလုံးကိုအုပ်စိုးသည်ဟုကြေညာထားပြီးဆွန်နီမော်စလင်များစုကသူ့ကိုအထွတ်ထိပ်ကောင်းဆောင်ဖြင့်အတိမတ်ပြုလေသည်သို့သော် လက်တွေ့တွင်မူကာဖီမှာ background မျိုးတော်ကိုတောင်နိုင်နိုင်အုပ်ချုပ်ထားရခြင်းဖြစ်သည်တို့ဖြစ်ရာ Sony အားကစားသမားအားလုံးကိုတခုတည်းသောကာဖီကိုယ်စားလှယ်တပွဲတွေတွင်ထားမည်လို့သို့ဒီမဟုတ် Sony ကဘာမှစောပါသည်သည် Sultan သည်သည်ကိုယ်စားလှယ်ဖွဲ့များဖြင့်အုပ်စုများဆက်ကြီးခွင့်မည်လို့တကယ်တမ်းတွင်စောပါ Sultan နှင့်ပင်ရက်သေးုံမည်မဟုတ် Arab တဲကန်နာယာမှအလာမလွဲ၍အခြားမည်သူအုပ်စုမှုမျိုးမှအတိမတ်မပြုသောလွတ်လပ်သည့်ဘဲတူဝင်မျိုးနွယ်စုများဖြင့်ပြည့်နေသည်ညပြည့်သောမဟုတ် ကလအုပ်စည်းပြန်ရန်တောက်စုချင်းစီမှလွတ်လပ်သောကိုယ်စားလှယ်ဖွဲ့စစ်လုပ်ခွင့်ပြုမည်လားတင်းနီးနေနေနေပင်ဥရောပမှာလည်းစာဘတ်သူကိုကောင်းခဲ့စေမည်ဖြစ်သည် အာရီရှိနော်မန်မျိုးမှအားကြသမတူးမှဒေသရှိအာရီမျိုးသားကိုကိုးစားပြုမည်လားသို့မဟုတ်နော်မန်ဒီနယ်သားကြီးကိုကိုးစားပြုမည်လားသို့မဟုတ်သိတ်အာနာမရှိလာသည့်ပြင်သစ်ပြင်ကိုကိုးစားပြုမည်လားဤနိုင်ငံ၏အစုအဖွဲ့အများပြားမှနှင့်နှဲငယ်တွင်ပေါ်လာလိုက်ပျောက်သွားလာပင်ဖြစ်သည်၁၀၁၆ခုနှစ်အိုလံပစ်ပွဲတော်ကျင်းပရန်စာဘတ်သူပြင်ဆင်နေသည်ဆိုပါက ဘယ်လိုပဲပုံကိုစားပြုမှုမျိုးများဖြင့်ဘဲကိုစလဲအဖွဲ့တွေရောက်လာမည်ကို သိနိုင်မည်မဟုတ်ပေအကြောင်းမှာတနည်းကာလကြာပြီးနောက်တနည်းအချိန်အတွင်းတွင်ဘဲနိုင်ငံ၏အစုအဖွဲ့တွေဆက်ရှိနေအောင်မည်ဘဲအဖွဲ့တွေဆက်ရှိမနေတော့ဆိုတာကိုဘယ်သူမှမသိနိုင်တော့ကြောင့်ဖြစ်2016အိုလံပိအတွက်အင်္ဂလန်ပြည်နိုင်ငံတော်ကကိုစလဲအဖွဲ့ဆီလွတ်သည်ဆိုပါတော့အာကစားသမားများစုတစိမ့်များနဲ့အိမ်ပြန်ရောက်ချိန်တွင်ဒိမ့်မက်ပြည်မှဒိမ့်များကလန်ဒန်ကိုသိမ့်ပိုက်သွားပြီးဖြစ်ကြောင်းနဲ့အင်္ဂလန်မှာ မာကနုဘရင်ဤမြောက်ပိုင်းပင်လယ်အင်ပါရာတဲ့သို့ဒိမန်နှင့်နော်ဝေးစီရင်အစိတ်ပိုင်းအချို့ကို အတူအသွတ်သွင်းခံလိုက်ရပြီဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်။နောက်နှစ်20လောက်ကြာတွင်ယင်းအင်ပါရာမှာပြန်လည်ပြိုကွဲသွားပြီးနောက်နှစ်30ကြာတွင်မူအင်္ဂလန်ကိုနော်မန်ဒီမြို့စာကြီးကပြန်လည်သိမ်းပိုက်လိုက်ပြန်သည်ကိုတွေ့ရပါမည်။ကြာကြာမတီးတန့်သောယင်းနိုင်ငံ၏အစုအဖွဲ့များဖို့နိုင်ငံတော်တချင်းဟူ၍ရှိမည်မဟုတ်သလိုတင်စရာအလံတော်လည်းမရှိကြ။ နိုင်ငံရေးအမှတ်တင်ဂေတာများမှအရေးကြီးသည့်မှာမှန်ပါ၏တို့ရရင်ဥရောပနိုင်ငံရေးအမှတ်တင်ဂေတာများမှအင်ဒိုနီးရှားတရုတ်သို့မဟုတ်တူပီနိုင်ငံရေးအမှတ်တင်ဂေတာများနှင့်များစွာဌာနလေသည်အနာရရှိသည်ကိုဘယ်လိုသဘောတူအတိအမှတ်ပြုမည်ဆိုသည့်လုံထုံးလုံးဤပရိုတိုကောတစ်ခုကိုသဘောတူရန်မမဖြစ်နိုင်သလောက်ပင်ဖြစ်သည်ဒိုဖြစ်လျာ2020တိုကျိုအိုလံပစ်ကိုစဖက်သူကြည့်ဖြစ်ပါကနိုင်ငံများအကြားပြိုင်ပွဲဆိုတာကိုမြင်ရခြင်းမှာအံ့ဩစရာကောင်းလာသည့် ကမ္ဘာလုံးဆိုင်ရာသဘောတူညီမှုကြီးဖြစ်ကြောင်းစာဖတ်သူအနေဖြင့်အမှတ်ရလိုက်ပါလူများစုမှာသူတို့နိုင်ငံရွှေတစိရပြီးနိုင်ငံအလံကိုလွင့်ထူလာရသည့်အခါနိုင်ငံအတွက်ဂုဏ်ယူရသည် ဆိုသည့်အခါတိုင်းထို့ချက်ပိုပြီးများစွာဂုဏ်ယူထားသည့်အကြောင်းမှာလူသားမျိုးနွယ်အနေဖြင့်ဤကဲ့သို့သောပြန်ပွဲကိုကျင်းပနိုင်ခြင်းသည်ပင်လင်ပို၍ဂုဏ်ယူထားသည့်အကြောင်းဖြစ်နေခြင်းဖြစ်ပါသည်အားလုံးကိုအုပ်စိုးသည့်ဒေါ်လာ ခေတ်သစ်မတိုင်မီကာလများကလူသားများမှာနိုင်ငံရေးစနစ်မျိုးမျိုးတွင်သာမကား စီးပွားရေးမှာလည်းတွေးနိုင်လောက်အောင်များပြားသောပုံစံမျိုးမျိုးကိုစမ်းသပ်ခဲ့ကြသည်ရုရှားပါရာများဟိန္ဒူမဟာယာဇာများတရုတ်မန်ဒရင်းများအမေရိကန်အိန္ဒိယအုပ်စုကြီးကဲများမှပတ်စံကုန်သွယ်ရေးအခွန်အလုံးနှင့်ပတ်သက်လာရင်စဉ်းစားပုံလုံးဝမတူညီ क्वे ပြခဲ့ကြပေသည်ယင်းနှစ်ခေတ်တွင်မူလူတိုင်းနှိပါမှပုံစံနဲ့နဲ့လေးစီသာ क्वे သည်အရင်ရှင်စနစ်တမျိုးတည်းကိုသာလက်ခံယုံကြည်လေတော့သည်ကျွန်တို့အားလုံးမှာတခုတည်းသောကမ္ဘာထုတ်လို့ရေးလိုင်းချောင်းတဲကရှိသောအစိတ်ပိုင်းများသာဖြစ်သည် စာဘတ်သူနေပြင်ကွန်ဂိုတွင်နေသည်ဖြစ်စေမွန်ဂိုလီးယားတွင်နေသည်ဖြစ်စေနယူးဇီလန်တွင်နေသည်ဖြစ်စေဘိုလီးဗီးယားတွင်နေသည်ဖြစ်စေစာဘတ်သူ၏နေစဉ်လုံနေစီးပွားရေးအဆင်ပြေမပြေမှာတမျိုးတည်းသောစီးပွားရေးသီအိုရီများပုံစံတမျိုးတည်းသောကော်ပိုရေးရှင်းများနှင့်ပန်များတမျိုးတည်းသောရင်းနှီးငွေစည်းစင်းမှုများပေါ်တွင်မူတည်သည် အစ္စရေးနှင့်အီရန်ဗန်လာ၏ဝင်ကြီးနှစ်ပါးနေတဲ့စာဆိုင်တွင် တွေ့ကြသည်ဆိုပါကသူတို့နှစ်ဦးမှတူညီသောစီးပွားရေးဘာသာစကားတမျိုးတည်းသာပြောမည်ဖြစ်ပြီး တယောက်ဒုက္ခဒုက္ခကိုတယောက်နားလည်ကြမည်ဖြစ်သည်အစ္စလာမ်နိုင်ငံတော် IS မှာဆီးရီးယားနှင့်အီရတ်နယ်မြေတော်များများကိုသိမ်းပိုက်ပြီးလူသောင်းချီတက်ဖြတ်ချေအောင်ရင်ကျင်းမှုနယ်မြေများကိုမြေလံဖြတ်စီးရုပ်ထုများကိုဖြိုလဲအရင်ဆိုးရများနှင့်အနောက်တိုင်းရင်ကျင်းမှုလှမ်းမှုသောအမတ်တင်ဒေတာလက္ခဏာများကိုစနစ်တကျဖြတ်စီးခြင်းများပြုလုပ်လေသည်သို့သော် သူတို့တိုက်ခိုက်ရေးသမားများမှာရင်းနေရာရှိဗန်များတို့ရောက်လာပြီး American သမရပုံများနဲ့ American နိုင်ငံရင်းနေဘာသာရေးစံနှုန်းများကိုအင်္ဂလိပ်လိုချီးမွမ်းရေးသားထားသည့်ကြွေးကြော်စာများပါသည့် American ဒေါ်လာများကိုမြင်သောအခါတွင်မူ American နယ်ချက်သမားရင်မှတ်သင်္ကေတလက္ခဏာများဆိုပြီးမိရှုံမဖြတ်စည်းတော့ခြင်းအကြောင်းမှာနိုင်ငံရေးဘာသာရေးကွဲပြားမှုကိုမမှုပဲဒေါ်လာကိုအားလုံးကညွတ်တွားကန်ဆိုင်ကြသောအကြောင်းဖြစ်သည်ဒေါ်လာတွင်ဝါစာသို့မဟုတ်ဖျော်တောက်လို့ရသည့်အတွင်းကုန်သတ်တည်မရှိတော့လဲ ဒေါ်လာပေါ်တွင်ယုံကြည်မှုနှင့်အမေရိကန်ဘဟုပံ၏ဉာဏ်ရှိမှုပေါ်တွင်စိတ်ချမှုမှာခိုင်မာလာသည်ဖြစ်လျာအစ္စလာမ်၏အခြေခံဝါဒီများမက္ကစီကန်မူရီယာစာများနှင့်မြောက်ကိုရီးယားအာဏာရှင်များပင်လင်ဒေါ်လာပေါ်တွင်ယုံကြည်ကြလေသည်ယင်းတို့ဖြစ်သည့်တိုင်ယနေ့ခေတ်လူသားမျိုးနွယ်၏ထင်ရှားဆုံးတပုံစံနှင့်တူညီမှုကိုပြပါဆိုလင်ကကျွန်ုပ်တို့သဘာဝကဘာနှင့်လူသားခန္ဓာကိုအကြောင်းရှုမြင်ပုံကိုပြရမည်ဖြစ်သည်လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်လောက်ကသာစာဖတ်သူနေမကောင်းဖြစ်သည်ဆိုပါက စာဘတ်သူပဲမနေတယ်လဲဆိုတဲ့အပေါ်အများကြီးမူတည်ပါသည်ဥရောပတွင်နေသည်ဆိုပါကထိုရရှိဖုန်တော်ကြီးကစာဘတ်သူနေမကောင်းဖြစ်ခြင်းမှာဘုရားသခင်စိတ်ဆိုးအောင်လုပ်မိ၍ဖြစ်ပြီးနေပြန်ကောင်းဖို့ဆိုရင်ဘုရားကျောင်းကိုတခုခုလူတင်ကြောင်းမြင့်မြတ်သောနေရာတခုခုသို့ဖျားဖူးသွားရန်လိုကြောင်းဘုရားသခင်ခွင့်လွှတ်ရန်အပြင်းထန်ဝိပုစုတောင်းရမည်ဖြစ်ကြောင်းပြောကောင်းပြောမည်ဖြစ်သည်တိုရင်းမဟုတ်ရွာရှိဆုံးတတ်တတ်သူကစာဘတ်သူမှာမကောင်းဆိုးရွားဝင်ပူးခံရခြင်းဖြစ်ကြောင်းသူ့အနေနဲ့ထိုမကောင်းဆိုးရွားထွက်သွားစေရန်အဆိုအက ချက်ဖငယ်တကောင်ဤသွေးဖြင့်မမ်းမုံရမည်ဆိုတာမျိုး စာဖတ်သူကိုရှင်းပြကောင်းရှင်းပြမည်ဖြစ်လေသည်အရှိလေပိုင်းတွင်ရိုးရာထုံတက်များကိုတင်ကြားတက်ပေါ်ထားသည့်ဆောင်းများကစာဖတ်သူဤကိုရင်းဥလူလေးပါမှမမျက်မတာဖြစ်နေသည့်အတွက်စာဖတ်သူနေဖြင့်တင့်တော်တော်တက်စာကိုစားကအနံ့ပြင်းသည့်စိတ်များတောက်ပြီးမြတ်တော်အောင်ပြန်လို့ရမည်ဟုဆိုကောင်းဆိုမည်ဖြစ်သည်အိန္ဒိယတွင်မူအာယုဗေဒပညာရှင်များကကိုရင်းဓာတ်သုံးမျိုးကိုမြတ်တော်အောင်ညှိယူခြင်းနှင့်ဆက်လင်းသည့်သူတို့၏ဒေါသဆိုင်ရာ ိုပိုင်သီအိုရီများကိုရှင်းပြကဘရာဇီးများအနိုင်ကူတော်များယောဂပုံစံများဖြင့်ကုသရန်အကြံပြုမိဖြစ်သည်တရုတ်သမားတော်များဆာဘီယန်ပျောက်စီဆရာများအာဖရိကပျောဂဆရာများအမေရိကန်အင်ဒီယန်ဆေးဆရာများအစရှိသဖြင့် in paradise ဘေးနိုင်ငံတိုင်းမျိုးနွယ်စုအုပ်စုတိုင်းတွင်ကိုပိုင်ရွေးရာဆင်လာနှင့်ပညာရှင်များရှိပြီးလူသားခန္ဓာကိုယ်နှင့်အနာယောဂါ၏သဘာဝပေါ်စဉ်းစားပုံများမှာတူးနေတူးမတူညီကြခြင်းပူဇော်ပါဒာနီများ ဖော်နီကားများကုသနီများကိုလည်းတယောက်တစ်မျိုးစီပေးကြမည်ဖြစ်လေသည်ရင်တို့ထဲမှာအချို့မှာအံ့ဩလောက်စရာအဆင်ပြေလို့ဖြစ်ပြီးအချို့မှာမူစိတ်ကူကမှတို့ဆိုပြီးတိမ်မိတ်ချသည်နဲ့မချပဲဥရောပတရုတ်အာဖရိကနဲ့အမေရိကစီးပညာလုပ်ထုံးများကြားတူတာကိုပြောပါဆိုရင်နေရာတိုင်းတွင်နေဆုံးအပြင်ခလေး၃ယောက်မှတယောက်အရွယ်မရောက်ခင်သေဆုံးပြီးပြန်ပြလူတန်တန်းမှလည်း250အောင်အများကြီးရောက်ချင်းမည်ဖြစ်သည်ဒီနေ့ခေတ်တွင်မူစာဖတ်သူဖြားလာသည်ဆိုပါက ်ဘယ်မှာနေတယ်လဲဆိုတာအရေးမပါတော့ချင်ထိုရန်တိုမာနေသည်ဖြစ်စေတိုကျိုတီရီယန်တယ်ဘီမာနေသည်ဖြစ်စေပုံစံစင်သည့်ဆေးရုံများသို့ခေါ်သွားမည်ဖြစ်ပြီး တူညီသောဈေးတက်ကတူများတွင်တူညီသောသိပ္ပံသီအိုရီများကိုသင်ကြားခဲ့ရသည်ဂျူဒီကုတ်အဖြူဝိဆရာဝန်များကိုတွေ့ရမည်ဖြစ်သည်ယင်းဆရာဝန်များကတထက်တဲ့တူညီသောလုပ်ထုံလုံးဤများတိုင်းဆောင်ရွက်ပြီးတထက်တဲ့တူညီသောတက်ခွဲစမ်းသပ်မှုများကိုလောက်ကယောဂအမိတက်မှတ်ချက်မှာလည်းဒီလိုပုံစံအတိုင်းဒီပုံစံအတိုင်းမြင်ဖြစ်သည်ထို့နောက်တူညီသောနိုင်ငံတကာဈေးကုမ္ပဏီများမှထုတ်လုပ်သောတူညီသောဈေးများကိုထုတ်ပေးမည်ဖြစ်သည်ဒလိထုံနှံပေါ်မူတည်၍အသေးစားကွာခြားချက်ချို့ရှိနေသေးတော်လဲကနေဒါဂျပန်အီရန်အစ္စရေးသမားတော်များက လူသားခန္ဓာကိုယ်နှင့်လူသားယောဂများပေါ်ရှုမြင်သုံးသပ်ပုံမှာဓာတ်ပုံစံနည်းပင်ဖြစ်သည်အစ္စလာမ်နိုင်ငံတော် IS ကရက်ကာနှင့်မိုးစုကိုတိုက်ပတ်ပြီးနောက်ဒေသရှိဆေးရုံများကိုဖျက်ဆီးမပစ်ပေသူတို့လုပ်သည်မှာကဘာတလားရှိမွတ်စလင်ဆရာဝန်များနှင့်နတ်များကိုလာရောက်ကူညီဆောင်ရွက်ပေးရန်တောင်းဆိုချက်ကိုလွှင့်တင်ခြင်းဖြစ်သည်မွတ်စလင်ဆရာဝန်များနှင့်နတ်များပင်လူသားခန္ဓာကိုယ်ကိုဆားများဖြင့်ပြုလုပ်ထားကြောင်းယောဂဖြစ်ပွားရသည်မှာယောဂပိုးများကြောင့်ဖြစ်ကြောင်းပဋိဇီဝဆေးများမှာဘက်တီးရီးယားများကိုတတ်နိုင်ကြောင်းယုံကြည်ကြသည်ဟု ကောက်ချက်ချရမည်ပင်ဖြစ်သည်ဒီလိုဆိုရင်ဒီဆဲများနဲ့ဘက်တီးရီးယားများကိုဘာတွေဖြင့်ပြုတ်လုထားပါသနည်းမေးရမည်ဆိုရင်ဒီကဘာကြီးတစ်ခုလုံးကိုဘာတွေဖြင့်ပြုတ်လုထားပါသနည်းလွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က ရင်ကျင်းမှုတိုင်းတွင်စက်ကြဝဠာအာဂါသတစ်ခုလုံးကိုဘာတွေဖြင့်အခြေခံတည်ဆောက်ထားသလဲဆိုတာနှင့်ပတ်သက်ပြီးကိုယ်ပိုင်ပုံမြင်များရှိသည်ယနေ့ကတွင်တစ်ကမ္ဘာလုံးရှိပညာတတ်ပုဂ္ဂိုလ်များမှရုပ်စွမ်းရင်ချင်းနှင့်အာဂါသနှင့်ပတ်သက်ပြီးတသဘောတည်းယုံကြည်ကြလေသည်ဥမာပေးရမည်ဆိုရင်အီရန်နှင့်မြောက်ကိုရီးယား၏နျူကလ িয়ার စီစဉ်ကိုကြည့်ပါပြဒနာရင်းကံမှာအီရန်ရောမြောက်ကိုရီးယားပါယူဘဗီဒါနဲ့ပတ်သက်လာရင်အစ္စရေးနဲ့အမေရိကန်တို့တိပြင်းပုံတိုင်းတိပြင်းခြင်းပဲဖြစ်သည်အီရန်နဲ့မြောက်ကိုရီးယားက E is equal to mc to the power 4ဟုဒါယုံကြည်ပါက Israel နဲ့ American တွေဖြင့်သူတို့ရဲ့ nuclear အစီအစဉ်ကိုတစက်ကလေးမှဖက်လုံနေစရာအကြောင်းမရှိပေလူသားများမှာမတူညီသောဘာသာရေးနှင့်မျိုးသားရေးတရုတ်တကံများရှိသေးသည်မှာမှန်တော်လဲလက်တွေ့ကိစ္စများဖြစ်သောနိုင်ငံတိဆောက်ခြင်းစီးပွားရေးစနစ်တိဆောက်ခြင်း စီယုံဆောက်ခြင်းဘုံလုပ်ခြင်းအစရှိသည့်ကိစ္စများတွင်မူကျွန်တို့တို့အားလုံးနှိပါမှာလူရင်ကျင်းမှုတစ်ခုတည်းမှာဖြစ်ကြောင်းသိသာစေသည်ကျွန်တို့တို့တွင်ညှင်းပါမှုများရှိနေသေးသည်မှာတန်တရားဖြစ်ပွဲမရှိပါသို့တော်လည်းလူရင်ကျင်းမှုတိုင်းတွင်အောက်စုတဲ့ညှင်းပါမှုများကရှိစေမြဲသာဖြစ်ပါသည်တကယ်တမ်းအားဖြင့်ဤသို့သောညှင်းပါမှုများကပင်လူရင်ကျင်းမှုများ၏အမှတ်လက္ခဏာဖြစ်ပါသည်လူများကမိမိတို့တယုတ်တကံ identity ကိုဖော်ထုတ်ပြသရန်စူးစမ်းသောအခါတူညီသောလက္ခဏာများကိုစည်ရင်းပြုစုဖော်ပြလေရှိပါသည် ဤသို့တူရာများကိုစုပြီးဖော်ပြရန်စ조사ခြင်းမှာပါဝင်ပါသည်အမှန်တကယ်အားဖြင့်တူညီသောပဋိပက္ခများနှင့်ဝီရောဓီများကိုထုတ်ပြခြင်းကပုံပြီးမှန်ကန်ပါလိမ့်မည်ဥပမာပေးရမည်ဆိုရင်1618ခုနှစ်ဥရောပတွင်တခုတည်းသောဘာသာရေးတရုတ်တကံမရှိပါဘာသာရေးပဋိပက္ခများရှိခြင်းကဥရောပသားဟုသောအမှန်လက္ခဏာ European Identity ကိုသတ်မှတ်ပြထန်သည်1618ခုကာလတွင်ကက်သလစ်နှင့်ပရိုတက်စတင့်သို့မဟုတ် ကယ်ဗင်နစ်နဲ့လူသရီယန်ဆိုပြီးယူဝါဒဆိုင်ရာမပြောပါလောက်ဒီကွဲပြားမှုပေါ်အကြီးအကျယ်ဆွဲလန်းခြင်းကုန်ကြပြီးထိုကွဲပြားမှုပေါ်မူဒီကတိုက်ရဲသူနဲ့တည်ရဲသူဆိုပြီးရှိနေခြင်းဒီပင်ဥရောပသားဟူသည့်အမှတ်လက္ခဏာဖြစ်ပါသည်1618ခုတွင်ထိုပဋိပက္ခများကိုစိတ်ဝင်စားသည့်လူသားတူးဆိုပါကတေချာသည်မှာထိုသူသည်ဥရောပတိုက်သားမဖြစ်နိုင်တတ်သူမဟုတ်ဟိန္ဒူတူးပင်ဖြစ်ပေမည်1940ပြည်ကာလများတွင်ဗြိတိန်နှင့်ဂျာမနီတွင်လုံးလုံးမတူညီသောနိုင်ငံရေးစံတန်ဖိုးများရှိသည်မှမှန်တော်လဲ သူတို့နောက်ခုစလုံးပင်ဥရောပလူရင်ကျဲမှုတစ်ခုတည်းဟူသောအရင်ခံရှိလေဟစ်လာတီချကြည့်တော့ပင်ဥရောပသားယူရိုပီယန်သားဖြစ်သည်ထိုကာလတွင်သူတို့နှစ်ဦးကြားအားပြိုင်ကြခြင်းကဥရောပသားဆိုသည့်အမှတ်လက္ခဏာ European Identity ကိုတတ်မှတ်ပြထားခြင်းဖြစ်သည်ဒါနှင့်မတူဘဲခွန်ဟုခေါ်သည့်အမဲလိုက်လူသားအုပ်စုထဲမှတူကို1940တွင်ဥရောပသားဟုခေါ်လို့မရပေအကြောင်းမှာလူမျိုးနှင့် Empire ဆိုပြီးဥရောပသားများအကြဖြစ်ပွားနေသည့်ပဋိပက္ခမှာသူ့အတွက်ဘာမှအထိပယ်မရှိသောကြောင့်ဖြစ်သည် ကျွန်ုပ်တို့နှင့်အများဆုံးချင်းပွားသောလူများမှာကျွန်ုပ်တို့၏မိသားစုဝင်များပဲဖြစ်သည်လူတူ၏တရုတ်တကံလက္ခဏာ identity မှာသဘောတူညီမှုများတဲ့ပဋိပက္ခများဝိရောဓများပေါ်အခြေခံထားသည်2018တွင်ဥရောပသားဆိုသည်မှာပါကိုဆိုလိုပါသည်။ဥရောပသားဆိုသည်မှာတားရောင်အဖြစ်လူပြူခရစ်တော်ရင်ယုံကြည်သူသို့မဟုတ်လက်မှုကိုတံပိုးထားသည့်သူဖြစ်ရမလို့ပဲ2018တွင်ဥရောပသားဆိုသည်မှာ ရွှေပြောင်းအခြေချနေထိုင်ခြင်းကိစ္စပေါ်ပြင်းထန်အငင်းပွားနေသူယူရောပသမဂ္ဂအကြောင်းကြီးကျယ်ဆွေးနွေးနေသူအရင်းစင်စနီအကန့်အသတ်များအကြောင်းကြီးကျယ်ဆွေးနွေးနေသူဖြစ်သည်ထို့ပြင်မိမိဘာသာလဲငါရဲ့တရုတ်တွေကဘာလဲဆိုပြီးဆွဲလန်းညင်းခုံရသူဖြစ်လေသည်လူအများများပြလာမှုထိမရအောင်စုနေသောသုံးဆွဲသူဘာသာနှင့်ကဘာကြီးပုံတွေလာမှုပေါ်စိုးရိမ်နေသောသူလည်းဖြစ်သည်တို့ဖြစ်ရာ နဇက်တရားစုဥရောပသားများ၏ပฏิပက္ခနှင့်ဝီရောဒီများမှာတထောင်ကျကတက်ဆက်ရှင်းနှင့်ထောင်ကွာ40တွင်ရှိသောသူတို့၏ဘိုးဘေးများနှင့်မတူညီပဲယနေ့ကာလသူတို့၏ကုံသွယ်ရေးမိဖန်များဖြစ်သောတရုတ်များအိန္ဒိယသားများနှင့်တူညီကြသည် နာဂတ်တွင်မြည်တို့သောပြောင်းလဲမှုများကစောင့်ကြုံနေသည်ဖြစ်ပါစေမတူညီစိမ့်ကားသောလူရင်ချင်းမှုများပို့တိုက်ခြင်းမျိုးဖြစ်မှာမဟုတ်ပဲတခုတည်းသောလူရင်ချင်းမှုများအတွင်း ညီကိုမောင်နှမများအချင်းပွားမှုမျိုးဖြစ်မှာဖြစ်သည်27ရာစု၏ကြီးမားသောစိန်ခေါ်မှုမှာတကဘာလုံးနှင့်ချီဖြစ်သောစိန်ခေါ်မှုမျိုးဖြစ်မိဖြစ်သည်ဥတုပြောင်းလဲမှုကဂေဟာစနစ်ဆိုင်ရာကက်ဘေးစုများကိုဖြစ်ပေါ်စေပါကမိတို့ဆက်ဖြစ်မည်နီကွန်ပျူတာများကလူသားများတဲ့အလုပ်များတွင်ပုံမူတာလွန်လာကလူသားများကိုအလုပ်များတွင်စားတုပ်လာပါကမိတို့ဖြစ်မည်နီဇီဝနည်းပညာကကျွန်တို့ကိုလူသားများအားအဆင့်မြင့်လာနိုင်ကလူသက်တမ်းကိုဆွဲဆန့်နိုင်လာပါကမိတို့ဖြစ်မည်နီ ကျွန်တော်တို့လူသားများနေဖြင့်အီးမေးလ်ကုန်းများကို ဖြည့်ရှင်းရန်ကြိုးပမ်းရရင်ကြီးမားသောယဉ်ပေါင်းမှုများခါသီးသောပဋိပက္ခများရှိမည်ကတော့တန်တရားဖြစ်စရာမရှိပါသို့တော့ဤယဉ်ကုန်းများနှင့်ပဋိပက္ခများကြောင့်ကျွန်တော်တို့ကိုတရားနဲ့တရားသိချဖြစ်သွားစေမည်မဟုတ်ပါဖြောင်းပြန်သာဖြစ်ပေမည်ကျွန်တော်တို့ဒူးပေါ်ဒူးပုံမပြန်လည်မိကိုလာရစေမည်ဖြစ်ပါသည်လူသားမျိုးနွယ်မှာတအားစရာဖြစ်သောလူအဖွဲ့စည်းတိုင်းဝိုင်းတစ်ခုဖြစ်လာရန်အများကြီးလိုသေးတော်လဲ ကျွန်တို့တို့အားလုံးမှာရိုးရိုးသက်သက်ရှိနေသေးသည်တခုတည်းသောကမ္ဘာလူရင်ကျင်းမှုဤအဖွဲ့ဝင်များဖြစ်လာပြီးဖြစ်သည်ထို့သောဆိုရင်တကမ္ဘာလုံးကိုဖုံးလွှမ်းလာနေသည့်အမျိုးသားရေးလိုင်းလုံးကြီးများကိုမြည်သို့ရှင်းပြနေ Globalization ဖြစ်ရန်ကျွန်တို့တို့ဤဆရာထက်တန်မှုကြောင့်ဟောင်းတော်လဲကောင်းသည့်မြို့သားနိုင်ငံများကိုအစောတလင်ပြစ်ခွာမိပြီလို့ဆိုးရွားစွာကြုံတွေ့နေရသောကမ္ဘာလုံးဆိုင်ရာအခြေအနေများကိုဖြေရှင်းရန် ရှိရိုးစွဲမျိုးသားရေးဝါဒကိုပြန်သွားတင်တယ်လို့ globalization ကြောင့်ပြဿနာများစွာကြုံတွေ့ရသည်ဆိုရင်ဘာလို့ globalization ကိုဒီတိုင်းပဲမပြစ်လိုက်ကြပါသနည်းနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တပါ